ကညီလေးတက်ဝင်ရညီလေးတက်ဝင်အခုညီလေးရဲ့ဇာတိကိုပြန်ရတဲ့အချိန်မှာစိတ်ထဲမှာဘယ်လိုမျိုးခံစားရလဲပေါ့နော်အခုလိုမျိုးလူတွေအများကြီးအများကြီးကြိုဆိုတဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲနည်းနည်းလေးပြောပြပါလားရန်ပြောရတာဒီလိုလားအများကြီးလာကြည့်ရတဲ့အတွက်ဟုတ်အဲ့လိုလေကျေးဇူးတင်တယ်ဗျာအညီလေးနေနဲ့ဒါခွင့်ပနေရရပြီးတော့အိမ်မှာဘယ်လိုမျိုးအနားယူမှာလဲပေါ့တချက်တော့ပြောပြပေးပါလားညမအကုံဆောင်ဂိုးသမားလေးဖြစ်တော့ညီလေးထက်ဝေရန်ကိုသူ့ရဲ့ဇာတိရဖြစ်တဲ့ကျွန်တော်စုရမှာចောင်းသားចောင်းသူတွေကကြိုဆိုတဲ့မြေကွင်းလေးဖြစ်ပါတယ်ဗျာ အားလုံးပဲမင်္ဂလာမျိုးရည်မိုကေ YouTube Channel နဲ့ကြိုဆိုလိုက်ပါရယ်ဒီရက်တွေ့ဆက်ပေးမဲ့တဲ့ရင်က AR တိုင်းကွန်ဆောင်မြန်မာလက်ရွေးစင်ယူဆက်ကွန်အသင်းဒီနိုင်ငံတော်ကနေပြီးတော့တိုင်းတထောင်စုချင်းမြခံရရယ်ပေါ့နော်ဒီနေ့မှလည်းကိုယ်စမထွက်ဝေရန်ကိုဂုံပြူကျူဆိုတဲ့ရုပ်သံပြပါမက်ဒယ်လေးကိုတိဆက်ပြသပေးတော့မှာဖြစ်ပါရယ်ကျွန်တော် message မျိုးလည်းတိအောင်လို့ဒီတဲ့ရင်လေးကိုလာရောက်ပြီးမျှဝေတိဆက်ပလဲခြင်းဖြစ်တယ်ဒီမြန်မာလက်ရွေးစင်ယူဆက်ကွန်ကိုယ်စမထွက်ဝေရန်ကနိုင်ငံတကာကိုသွားပြီးတော့ကစားဖို့လည်းရှိတယ်လို့ပြောလာတယ်ပေါ့နော် ဟုတ်ကဲ့ဗျဒီဗီဖိုင်လေးကိုပြတ်သက်တည်ဆက်ပြီးပါမို့ကျောင်းအပီဖိုင်လေးကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ကြပါမယ်ဒါဆိုရင်ကျွန်တော်အပီဖိုင်လေးကိုဒူလိုက်ပါနားထောင်ကြည့်အောင်အခွင့်ဘယ်နည်းရပြီးတော့အိမ်မှာဘယ်လိုမျိုးအနားယူမှာလဲဘောတော့တစ်ချက်တော့ပြောပြပေးပါလားခွင့်ရတော့ဆယ်ရက်ပဲရတယ်ဗျာအနားအနားလည်းယူမယ်ပြီးရင်အဲ့လိုညနေဘက်ဒီကွာကိုဆက်ထွေနေတယ်လည်းလုပ်မယ်ဗျာမိဘကိုလည်းချိန်ပေးအောင်မယ်ဗျာအဲ့လိုတစ်နေ့မှတစ်ခေါက်ပဲပြန်လာတယ်ဗျာ ်ဟိုနိုင်ငံနိုင်ငံတော်သွားဖို့တွေလည်းရှိတယ်ဗျာဟုတ်ဘယ်နိုင်ငံရင်သွားဖို့ရှိတယ်သွားရနော်အခုလောလောဆယ်တော့အဲထိုင်းရင်သွားမယ်ထိုင်းပြီးသွားရင်ကာတာသွားမယ်ကာတာပြီးလို့ရှိရင်အင်ဒိုနီးရှားမှာ AFF ပြိုင်ပွဲရှိတယ်အဲအဲ့မှာ AFF ပြိုင်ပွဲသွားကစားမယ်ပြီးရင်ပြန်လာပြီးရင် sorry မှာသွားကစားမယ်ဗျာဟုတ်ကဲညီလေးကိုတနင်္ဂနွေလုံးကစောင့်ကြည့်နေရဆိုတော့စောင့်ကြည့်တဲ့ပြိတ္တကြီးကိုညီကစကားပြောနေတာညီလေးနောက်လည်းဆက်ပြီးအားပေးကြပါအောင်လို့အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာကျေးဇူးပါညီလေးအဆိုရင် အဲ့မှာကောင်းယူစီရပါဗျာနော်ဒီတူဝနောက်ကွယ်မှာမြန်မာနဲ့ဆီးရီးယားတို့အုပ်စုဖို့တည်ရင်ကမ်းကြတယ်ဟာကြည့်ကမ်းကြတယ်နှစ်ကိုးနှစ်ကိုးနဲ့နှစ်ကိုးနှစ်ကိုးတည်ကြပါတယ်ဂိုးကွာချချက်အရာမြန်မာတရားအုပ်စုဖို့ဖြစ်သွားတယ်ဘယ်လောက်ပြောစရာကောင်းလဲဒီကနေ့ကျွန်တော်တို့ဒီ YouTube မှာဆိုရင်လည်းပဲမြန်မာနဲ့ဆီးရီးယားအသင်းကိုကြည့်ရလို့ဟာ ယူကျူမှာနော်ယူကျူမှာကျွန်တော် live ကြည့်ရလို့ရောဒီ Facebook မှာကြည့်ရလို့ရောတိုင်းနဲ့ချီလို့ရှိတယ်ဗျာမနေဘူးဗျာခင်ဗျာဒီတော့ update နဲ့နော်ဆိုရင်လည်းပဲကွေးထဲမှာကွေးမြမလူတွေအများကြီးပဲအဲ့တော့ဒီကနေ့ကျွန်တော်မြန်မာသင်းကိုအားပေးတာကအဲတအုပ်စုကကျွန်တော်ကွေးထဲကိုသွားအားပေးတယ်ကွေးမြုံသွားအားပေးတယ်ဒုတိယတအုပ်စုကကျွန်တော် YouTube ကကြည့်မယ် Facebook ကကြည့်မယ်တတိယတအုပ်စုကကျွန်တော် TV ကကြည့်မယ်နောက်ထပ်တအုပ်စုကကျွန်တော် Radio ကနားထောင်မယ် Radio ကနားထောင်မယ်ပေါ့တနင်္ဂနွေနေ့ပြအားပေးကြတယ်ဗျာနော်နားထောင်ကြတာပေါ့အားလုံးကတော့ကျွန်တော်တိုင်းပြချစ်လို့ပဲဗျာ တိုင်းပြည်ကိုချေလို့ကျွန်တော်တို့အားပေးကြတာအဲ့တော့အမှကျွန်တော်တူနာကွင်းထဲမှာရှိတဲ့ဟိန်းတာပေါ့အားလုံးမြန်မာနိုင်ရမည်ဆိုတဲ့ဟိန်းတာပေါ့ပြီးကျွန်တော်နိုင်ရတော်စချင်းတက်မြိုင်ဆိုကြတယ်ဒီဟိန်းတာတွေကကျွန်တော်တို့ဒီတူနာကွင်းထဲမှာတွေကြောက်သွားတာမဟုတ်ဘူးကျွန်တော်တူနာကွင်းမှာဒီကျွန်တော်တနိုင်ငံလုံးလွတ်ပြဲတနိုင်ငံလုံးရဲ့အဲ့ဒီတနိုင်ငံလုံးကိုရောက်သွားပြီးတော့တကဘာလုံးတွေဟိန်းတာတူနာကွင်းတွေကဟိန်းတာရတော့တူနာကွင်းထဲမှာတွေကြောက်သွားတာမဟုတ်ဘူးတူနာကွင်းထဲမှာရှိတဲ့မြန်မာဘလုံးပြည့်တဲ့တွေကနိုင်ငံတော်ချင်းတည်ဆုံမှုမြန်မာသင်းကိုအားပေးမှုကအဲ့ တူရကွဲနေပါလေကျွန်တော်တို့អော်ပြီးဖြောက်ခဲ့တာမဟုတ်ဘူးទីဆိုပြီးဖြောက်ခဲ့တာမဟုတ်ဘူးជួយចော်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တာမဟုတ်ဘူးဗျတနိုင်ငံလုံးမှာဒီတကဘာလုံးကိုပြက်တာဒါမျိုးရှင်းစိတ်ပဲဗျဒါတိုင်းပြုတ်ချင်တဲ့ရှင်းစိတ်ပဲဗျလောက်ပြောစရာကောင်းလို့ဗျเนาะဒီလိုမျိုးအခြေအနေဖြစ်ဖို့အတွက်ကမြန်မာအသင်းကတကယ်ကိုကျွန်တော်တို့ခက်ခက်ခက်ခဲနေကိုဖြစ်ခဲ့ရပါတယ်အဲ့တော့ကျွန်တော်တပိုင်းမှတ်တမ်းနေရှိပါတယ်ဒီလိုအခြေအနေကျွန်တော်ဒီကနေ့မြင်ခွင့်ဒီကနေ့အောင်မြင်မှုကိုကျွန်တော်တို့မြင်တွေ့ရဖို့က19နှစ်တောင်ကြာခဲ့ပါတယ် ညီမအတင်းကအာရှာဗလာခြေစစ်ပွဲကိုပထမဆုံးအောင်မြင်ခဲ့တာကကျွန်တော်တို့ဒီတော့ကြာပြီနော်အောင်မြင်ခဲ့တဲ့အချိန်တွေပေါ့ဗျာ1986မှာတစ်ချိန်ဒါကျွန်တော်တို့အနည်းဆက်ဆုံးပေါ့ဗျာဒီမှာကျွန်တော်မှတ်တမ်းနေပါမှတ်တမ်းနေရဆိုရင်1986မှာတစ်ချိန်2000မှာတစ်ချိန်ပြီးကျွန်တော်2000ခုနှစ်မှာတစ်ချိန်2006မှာတစ်ချိန်2006မှာဒီ2025မှာတစ်ချိန်ပေါ့ဒါကျွန်တော်တို့အောင်မြင်ခဲ့တယ်ပေါ့ဒါမှတ်တမ်းမှာဖော်ပြတာမှတ်တမ်းမှာဖော်ပြခဲ့တာအခုလက်ရှိနောက်ဆုံးပေါ့နောက်ဆုံးကကျွန်တော်အောင်မြင်ခဲ့တာက2006 တနောက်ကြောင့်အောင်မြင်ခဲ့တယ်19နှစ်ဝေးကွာခဲ့တယ်2025မှာပြန်ပြီးအောင်မြင်ခဲ့တယ်ကဲဒီကလေးငယ်တွေရပြီဒီဒီဒီယူယူဆက်ကွန်အသင်းသားတွေကဒါသူတို့ကျွန်တော်တို့မြင်ရင်လည်းမျောလင့်ချက်ပေါ့ဗျာပျော်ရွှင်မှုကိုသူတို့တပိုင်းနဲ့ရှိပြီးသူတို့ပေးဆက်ခဲ့ရတာဗျာဘလောက်ပျော်ကြကောင်းလဲဗျာကျွန်တော်တို့ရှိမှရှိမှကံခဲ့တယ်သူတို့မနိုင်ခဲ့ဘူးအုပ်စုနဲ့ပြုတ်ခဲ့တယ်အုပ်စုနဲ့ထွက်ခဲ့ရတယ်ဒီကနေ့တော့ကျွန်တော်တို့ကိုယ်တိုင်အောင်ပွဲခံနိုင်ခဲ့ပြီမြမအလံကိုကင်ပြီးတော့အောင်ပွဲခံနိုင်ခဲ့ပြီအမှချင်းကြီးမြမမြမတကယ်သူမြမအသင်းသားတွေပေါ့မြမမြမမြမပလေယာတွေကလည်း နိုင်ငံတော်အလံကိုလွှမ်းခြုံပြီးတော့ဒါအားပေးခဲ့ကြတယ်ပြီးတော့ဒဏ်ရာရရှိခဲ့တဲ့မြန်မာအားသားတယောက်ကိုပခုံးပေါ်တင်ပြီးတော့အတူတူပဲကျွန်တော်တို့အောက်ပွဲခံခဲ့ကြပါတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကွေးနားမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပေါ့နိုင်ငံနိုင်ငံသားတွေမှာအရွယ်ဆုံးပါအတူတူလေးမှသိကျွန်တော်လူလပိုင်းလူလပိုင်းမှာလူကြီးပိုင်းအရွယ်ဆုံးပါကိုယ့်ရုပ်အပြည့်ပါပဲဒါတို့ရဲ့တဖူးစီမှာဆိုကျွန်တော်မြန်မာမြန်မာနိုင်ငံပြီဆိုရဲကျွန်တော်တဖူးစီတွေရှိတယ်ပြီးကျွန်တော်မြန်မာလည်းအသေးလေးတွေနဲ့ကျွန်တော်ဝေရမ်းတယ်ပြီးကျွန်တော်မြန်မာလည်းအကြီးကြီးတွေအကြီးအရွယ်ဆုံးမျိုးစုံနဲ့ကျွန်တော်အားပေးကြတယ် ဒီအားပေးတာကကျွန်တော်တို့ဒီကိုနောက်ကွယ်မှာဒီတနင်္ဂနွေလုံးတနင်္ဂနွေလုံးမှာဒီကျွန်တော်တို့ဒါတကဘာလုံးကိုကျွန်တော်တို့တွင်ဟိခဲ့တာဖြစ်ပါတယ်ဒါနဲ့ထပ်တူပါပဲကျွန်တော်တို့ဒါဒီထက်ထပ်ပြီးတော့ဒီမင်္ဂလာသတင်းတွေလည်းရှိပါတယ်ဒါကတော့ဒီမြန်မာမြန်မာယူဆက်ခွန်အသင်းကိုဒါမြန်မာယူဆက်ခွန်အသင်းကိုကျွန်တော်တို့ဒါတက်ချုပ်ကြီးပေါ့ဗျာတက်ချုပ်ကြီးကနေပြီးတော့ကျပ်သိန်းတစ်ထောင်ကျပ်သိန်းတစ်ထောင်ဂုဏ်ပြုခဲ့ပါတယ်ဒါလည်းကျွန်တော်တို့ဘလောက်ပြောစရာကောင်းလဲဗျာဒါတက်ချုပ်ကြီးကနေပြီးတော့ကျွန်တော်ဂုဏ်ပြုခဲ့တာပါ ချက်သိန်း1000ဖြစ်ပါတယ်။သိန်း1000နော်။ဒီမြန်မာမြန်မာဒီမြန်မာအသိန်းနဲ့ပတ်သက်ရင်ကျွန်တော်တို့2000 2010ကနေ2015ပေါ့။ဥပဒေစိုးရလက်ထက်ပေါ့။အဲ့မှာလည်းကျွန်တော်တို့အောင်မြင်မှုမရခဲ့ဘူး။ပြီးရင်ကျွန်တော်တို့2015ကနေ2020မှာလည်းအောင်မြင်မှုမရခဲ့ဘူးပေါ့ဗျာ။ပြီးတော့ဒီအဲ့ဒါဥပဒေစိုးရပေါ့။ဒီလက်ရှိဒီတက်မတော်ဥဆောင်တဲ့အစိုးရပေါ့။တနည်းအားဖြင့်တက်ချုပ်ကြီးဥဆောင်တဲ့အစိုးရပေါ့။ဒါတက်ချုပ်ကြီးဥဆောင်တဲ့အစိုးရမှာလက်ထက်မှာဒါကျွန်တော်တို့အောင်မြင်မှုရတယ်လို့ပြောရမှာဖြစ်ပါတယ်။ ဲ့တော့ဗျာကျွန်တော်ဒီမြင်ကွင်းတွေကြည့်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့အပြောင်းလဲကျွန်တော်နိုင်ငံရဲ့တွန်းအားတွေကိုကျွန်တော်တွန်းအားတွေကကျွန်တော်တို့ကိုယ်တိုင်တွန်းအားပေးရမှာဖြစ်ပါတယ်တယောက်ကိုတယောက်ကျွန်တော်တို့အပြစ်တင်နေလို့မရပါဘူးသူ့ကြောင့်ငါကြောင့်အပြစ်မတင်ပါနဲ့ကျွန်တော်တို့နိုင်နေစီရနဲ့ကျွန်တော်တို့ဝင်ပြီးတော့ကျွန်တော်ထမ်းပါမယ်ကျွန်တော်တို့အဲထင်းချောင်းတစ်ချောင်းနိုင်ထင်းချောင်းတစ်ချောင်းထမ်းမယ်ဗျာဝါလုံးတစ်လုံးနိုင်ဝါလုံးတစ်ချောင်းထမ်းပြီးတော့ကျွန်တော်တိဆောက်ကြမှာဖြစ်ပါတယ်တိဆောက်ကြမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းဒီနိုင်ငံနဲ့ထွက်ပြေးမဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့လည်းဒီနိုင်ငံနဲ့ထွက်ပြေးမဲ့သူတွေဖြစ်ပါအဲ့တော့ဒီကနေ့ ဒါဆီးရီးယားနဲ့မြန်မာရဲ့ဘောလုံးပွဲကကျွန်တော်အရန်ကိုစိတ်လို့ရှာခဲ့ရတယ်။ဒီကျွန်တော်မြန်မာဘောလုံးမျိုးဆက်နဲ့ပတ်သက်ရင်ကျွန်တော်ဥစ္စာတော်ကျွန်တော်အရန်ကျေးဇူးတင်ပါတယ်။ကဲဥစ္စာတော်ကအဲ့သူသူဒီဘောလုံးနဲ့ပတ်သက်ရင်သူဘဝတော့သူယဉ်နှိမ့်ညွန့်နိုင်ပြီးတော့ဒီတဲမှာသူ့ရဲ့စိတ်တွေဘဝတွေယဉ်နှိမ့်ညွန့်နိုင်ပြီးတော့တကယ်ကိုကျွန်တော်အထောက်ပြုပြုခဲ့တဲ့ပုံကိုဖြစ်တဲ့တကယ်ကိုအားပေးခဲ့တဲ့သူဖြစ်ပါတယ်ကျွန်တော်ဥစ္စာကတကယ်ကိုကျွန်တော်တို့လူဆွမ်းအရင်မြင့်နဲ့ပတ်သက်ရင်တကယ်ကိုမွေးထုတ်ပေးတဲ့မွေးထုတ်ပေးတဲ့ကျွန်တော်တို့တကယ်တိုင်းပြည့်ချစ်တဲ့ လုပ်ငန်းရှင်ကြီးဖြစ်ပါတယ်ကျွန်တော်ဒီလိုပဲသဘောထားရတယ်ဗျာဒီလိုပဲကျွန်တော်လေးစားဖို့ကောင်းတယ်နော်ဆိုတော့ကျွန်တော်အဲ့လိုပဲမြင်တယ်တကယ်ကိုကျွန်တော်တိုင်းပြည်လူဆောင်ရတဲ့ပတ်သက်ရင်တကယ်ကိုအားပေးရတဲ့အားပေးတဲ့ပုံကူကြီးပါကျွန်တော်ချစ်ပါတယ်ဒီဥစိုးတော်ချစ်ပါတယ်တကယ်ကိုချစ်ပါတယ်ဟိုချစ်စရာလည်းကောင်းပါတယ်ဥစိုးတော်တကယ်ကိုချစ်စရာကောင်းပါတယ်ဒါတော့ကျွန်တော်တို့ပြည်ပန်းပြည်ရာကိုအနေနဲ့ကကျေးဇူးအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အဲကျွန်တော်တို့ဒီမြန်မာအသင်းရဲ့အောင်မြင်မှုကကျွန်တော်တို့မြန်မာအသင်းရဲ့အောင်မြင်မှုကကျွန်တော်တို့လိုပဲခင်ဗျားတို့လည်းပျော်ရွှင်ကြပါပါเนาะကျွန်တော်တို့ရှင်းပါရှင်းနေဗျာ ကျွန်တော်တိုင်းပြီးကိုချစ်လို့ကျွန်တော်မုန်းဝင်မုန်းပလိစီဗျာမုန်းပလိစီ family ကျွန်တော် OP family ကဒီလောက်ပါပဲဒါကတော့ဒီ ARU တိုင်းကုံဆောင်မြန်မာလက်ရေးစင်ဒါယူဆက်ကုံအသင်းနိုင်ငံတော်ကနေပြီးတော့တင်းတထောင်စုချင်းမြင့်နဲ့ရခိုင်မှာလေးစားဖို့ကောင်းပါတယ်ဒီဒီနေ့မှာတော့ကိုသမားထက်ဝရန်ကိုဒါရစီရသားတွေကဝိုင်းဝန်းပြီးတော့ကွန်ပျူတာကျူဆိုးဝဲကျင်ပါတဲ့ရုပ်တံပြပါမတန်လေးနဲ့ဒီနိုင်ငံတော်ကတင်းတထောင်စုချင်းမြင့်နဲ့ရုပ်တံပြပါမတန်လေးကိုဒါစူးစီးပြီးတော့ကျွန်တော်မက်ဆေ့ချ်မျိုးလည်းတီးအောင်လို့ဒီရင်းလေးကိုလာရောက်ပြီးမျှဝေတက်ဆက်ပလေးချင်းဖြစ်တဲ့ ဒီခံလဲပတ်သက်ပြီးတော့အမျိုးရောဘယ်လိုထင်မိဆက်ကြလဲအမျိုးရောထင်မိဆက်ကြကိုလည်းကျွန်တော်ကောင်းမြန်မှာ message ရေးပေးကလေးရလဝေးပန်ကျဲပြုနှံပါဗျနောက်ထပ်လည်းဆက်လက်ပြီးတော့ကိုသမားထောက်ဝင်ရတို့ဒီဆက်ကုန်အတင်းကိုဆက်လက်ပြီးအားပေးကြပါလိမ့်ကျွန်တော်လည်းတောင်းဆိုချင်ပါတယ်ဟုတ်ပါနောက်ထပ်သတင်းတွေရရှိလို့ရှိရင်ထပ်မတိဆက်ပေးပါအောင်မယ်ကျွန်တော် channel နဲ့ဘူးတူရရဲ့အကြောင်းအရယ်ဆယ်လီသတင်းတွေကိုမြန်မြန်တိဆက်ပေးမှာပို့ကျွန်တော် channel like ဆက် comment like ဆိုနဲ့ video notification ပဲလေးဝင်နေခဲ့ပြီပို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel နေ့စဉ်နေ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တွေချင်းချင်းတွေကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်တရား